တပေါင်းစုနိုင်ငံရေးပြန်လည်အသက်ဝင်ပြီလားမြမလွတ်လပ်ရေးဂျိုးပန်းမှုမှာဦးဆောင်ခဲ့တဲ့နိုင်ငံရေးအင်အားစုဟာဖာစာပါလာဖြစ်ပါတယ်ဖာစာပါလာကို ကွန်မြူနစ်ပါတီပြည်သူ့အရေးတော်ပုံ ပါတီနဲ့ဗမာမျိုးချစ်တပ်မတော်စတဲ့အစုဖွဲ့နဲ့ပေါင်းစုဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံရေးသူတွေတီတချို့ကဖာစာပါလာဟာတပေါင်းစုပုံစံနဲ့ပေါ်ထွက်လာတာလို့မှတ်ချက် ပေးကြပါတယ်။ထို့နည်း၎င်းမှာ1988လူမှုအရေးတော်ပုံမှာပေါ်ထွက်လာတဲ့ဥဆောင်နိုင်ငံရေးအင်အားစုဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအောင်စုတင်လို့အတူောက်ခေါ်တဲ့ဦးအောင်ကြီးဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုဗဟိုပြုပြီးတပ်ပေါင်းစုတရံနိုင်ငံရေးပါတီတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။မရှိမနှောင်းကာလမှာ ်ဦးအောင်ကြီးရဲ့အစုအဖွဲ့ပဲ့ထွက်သွားပေမဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဆရာနာရှင်တော်လှန်ရေးမှာအစဉ်တစိုက်ဦးဆောင်ခဲ့ပါတယ်။နှစ်ပေါင်း30နီးပါးလောက်အတိုက်ခံပါတီအဖြစ်ရက်တီနေလာရာကနေအာနာယပါတီဖြစ်ခဲ့ပါတယ်။အာနာယပါတီဖြစ်ခဲ့တဲ့တက်တန်းကလည်း9နှစ်သာရခဲ့ပါတယ်။ပြည်သူကတိုင်းပြည်ကိုဆက်လက် ဦးဆောင်ခွင့်ပေးခဲ့ပေမဲ့စစ်တပ်ဟာခွင့်မပြုခဲ့ပါဘူး။ စစ်ဖောင်ဧရိယာတွေကရုံမထွက်နိုင်သေးတဲ့မြမပြည်တွက်စစ်တပ်ကြီးပြူမှလက်တွေအားဖြင့်တိုင်းပြည်ကိုဥဆောင်ခွင့်ရှိတယ်ဆိုတဲ့သဘောကိုပြနေပါတယ်စစ်တပ်ကလည်းအုပ်စုအကျိုးစီးပွားဝန်ဝိုင်းတဲကနေဖောက်မထွက်နိုင်သေးပါ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်တွင်ကစစ်ဘိုတွေရဲ့အကျိုးစီးပွားကိုမှန်မှန်ကြီးချက်ထွင်လို့ကောင်းနေကြပါတယ် တပ်ပေါင်းစုတရံပြန်ပေါ်လာပြီလား2021အာနာသိမ်းမှုဟာမြန်မာနိုင်ငံရဲ့ပုံမှန်ဖြစ်စဉ်တွေကိုအသွင်ပြောင်းပြစ်ခဲ့ပါတယ်ရွေးကောက်ပွဲနိုင်ငံရေးဟာဖြည့်ဆည်းခံလိုက်ရတယ်ပါတီစုံနိုင်ငံရေးဟာစစ်တပ်ရဲ့နိုင်ငံရေးတရားဝင်မှုပေါင်းအတွက်အသုံးချခံလက်နက်တက်တက်သာဖြစ်သွားခဲ့ပါတယ်လူမှုဟာလမ်းပေါ်နိုင်ငံရေးကနေတောခိုသွားကြတယ်လူမှုတိုက်ပွဲတွင်းကနေ အမျိုးသားညီညွတ်ရေးအစိုးရပေါ်လာတယ်။အာဏာသိမ်းစစ်ကောင်စီကိုနိုင်ငံရေးအရတံပြန်ခုခံတော်လှန်တဲ့နိုင်ငံရေးအင်အားစုဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ခံကိုယ်စားလှယ်တချို့ပါဝင်တယ်လို့ပြင်ပကနိုင်ငံရေးတက်သည့်ပညာရှင်အစုအဖွဲ့နဲ့လူမျိုးစု ကိုစားပြုခေါင်းဆောင်တချို့ပါဝင်လာတာတွေ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရတွင်က ဝန်ကြီးအဖွဲ့ဝင်အလုံးဟာ ပါတီနိုင်ငံရေးနောက်ခံကလာတာမဟုတ်ပေမဲ့အားလုံးဟာဖွဲ့စည်းနောက်ခံနိုင်ငံရေးအင်အားစုတွေကနေလာခဲ့ကြသူတွေပဲဖြစ်ပါတယ်။မြန်မာပြည်မှာမျော်လင့်ဖို့ခက်ခဲတဲ့တပ်ပေါင်းစုနိုင်ငံရေးပြန်လည်အသက်ဝင်လာပြီလားလို့မေးစရာရှိပါတယ်။နိုင်ငံရေးလက်နက်တပ်ပေါင်းစုပုံစံတကျမဟုတ်ပေမဲ့တပ်ပေါင်းစုအသွင်ကိုစောင်းလာတဲ့ နိုင်ငံရေးအင်အားစုအဖြစ်မြင်နေရပါတယ်။လက်ရှိမြန်မာနေဦးဒေါ်လာရေးမှာပါဝင်နေတဲ့နိုင်ငံအနှံ့ပြားကအစုအဖွဲ့တွေကို ကြည့်ရင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေလည်းပေါင်းဆက်ပါဝင်နေတာတွေ့ရပါတယ်။ထူခြားချက်ကနေဦးဒေါ်လာရေးမှာနိုင်ငံရေးလှုပ်ရှားမှုတွေမကလက်နက်ကိုင်လှုပ်ရှားမှုကိုပါတွေ့မြင်နေရတာဖြစ်ပါတယ်။လက်နက်ကိုင်လှုပ်ရှားမှုဟာနိုင်ငံရေးအင်အားစုတွေပါဝါမျှချချတဲ့ ဘျူဟာတစ်ခုဖြစ်လာပါတယ်။နိုင်ငံရေးနှိသက်သက်နဲ့အာဏာဖီဆန်တာဟာစစ်အာဏာရှင်ကို အမြင့်ပြက်စေမှာမဟုတ်ဘူးလို့လူတို့ကနားလည်ပါတယ်။ဒါကြောင့်လက်နက်နီးနဲ့ပုံကံမှရနိုင်မယ်လို့ယူဆထားကြပါတယ်။ဒါကြောင့်မြမနွေဦးဒေါ်လန်ရေးမှာနိုင်ငံရေးလှုပ်ရှားမှုနဲ့လက်နက်ကန်လှုပ်ရှားမှုဟာတိုးတောင်းတဲ့ကာလအတွင်းမှာပဲပေါင်းဆက်နိုင်ခဲ့တာတွေ့ရပါတယ်။အခက်အခဲကြတဲ့ကြားမှာ လက်နက်ကိုင်အင်အားစုကို စုစည်းရတာဖြစ်လို့ပြည်မကနိုင်ငံရေးအင်အားစုတွေအနေနဲ့လူမျိုးစုနယ်တွေတဲကလက်နက်ကိုင်အစုအဖွဲ့တွေအပေါ်မှာ အမိတက်ဟဲပြုကြရပါတယ်နိုင်ငံရေးမှာပြည်မကဥဆောင်ပြီးလက်နက်ကိုင်ရေးမှာတော့တောင်နှန်းကဥဆောင်တဲ့သဘောကို တွေ့ရပါတယ်တဖြည်းဖြည်းနဲ့တပ်ပေါင်းစုပုံစံပြည်ပြင်းလာမယ်လို့ယူဆရပါတယ်စစ်တပ် NUG စစ်တပ်ကပေးထားတဲ့အာဂျင်နာတွေချပြပြီးနိုင်ငံရေးအင်အားစုကိုတွေးခွဲဖို့လှုံ့ဆော်ခဲ့ပါတယ်။ပါတီစုံနိုင်ငံရေးအခင်းကျင်းမှာစစ်တပ်ရဲ့အာဂျင်နာအလုတ်ဖြစ်တယ်လို့ပြောနိုင်ပါတယ်။မှတ်ပုံတင်ထားတဲ့ပါတီတွေမှာစစ်တပ်လိုလားထောက်ခံတဲ့ပါတီတွေကိုတုံးပြီးပါတီနိုင်ငံရေးကိုတင်ခွဲပစ်လိုက်တာဖြစ်ပါတယ်။ဒီတော့ပါတီနိုင်ငံရေးအင်အားစုအတွင်းမှာ တပေါင်းစုနိုင်ငံရေးပေါ်လာစရာမရှိပါဘူး။ နိုင်ငံရေးဦးဆောင်ပါတီဖြစ်တဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေပေါင်းစည်းထားတဲ့တပ်ပေါင်းစုနိုင်ငံရေးသာမျှော်လင့်လို့ရပါတယ်။မြန်မာ့မျိုးဦးတော်လန်ကြီးရဲ့အောင်မြင်ခြင်းတာရှုံးခြင်းဆိုတာကို ပြထမ်းမဲ့အရာတွေတဲကအဓိကတစ်ခုကတော့နိုင်ငံရေးအင်အားစုနဲ့လက်နက်ကိုင်အင်အားစုကိုဘလောက်အထိတသားတဲ့ကြောက်အောင်ပေါင်းစပ်နိုင်ခြင်းရှိမရှိဆိုတဲ့အပေါ်မှာမူတည်နေပါတယ်။ လက်ရှိပြည်မဒေသကနေပါဝင်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွင်းကနိုင်ငံရေးသမားတွေတဲမှာနိုင်ငံရေးဝါစဉ်ကြီးပုဂ္ဂိုလ်တွေမပါဝင်ပါတစုံတရာနိုင်ငံရေးအတွေ့အကြုံရှိတဲ့ပညာတတ်လူလက်ပိုင်းအများစုဖြစ်နေတာတွေ့ရပါတယ်လူမျိုးစုကိုစားပြုအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေမှာတော့နိုင်ငံရေးဝါစဉ်ကြီးသူတွေပါဝင်နေတာတွေ့ရပါတယ်နိုင်ငံရေးတက်သည့်ပညာရှင်အစုအဖွဲ့ဘက်ကလည်းပါဝင်နေပါတယ် ဒါဟာကောင်းမွန်သော စုဖွဲ့မှုအဖြစ်ယူဆလို့ရနိုင်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရအဖွဲ့အတွင်းမှာလူငယ်လူလတ်လူကြီးမျှတစွာ ပါဝင်နေတာကို နှစ်ချိုက်စရာကိစ္စဖြစ်တယ်လို့တောင်တန်းပြည်မှဒေသအချို့အရာမျှကြေကြိုက်တယ်လို့လည်းဆိုနိုင်ပါတယ်။ဒါပေမဲ့ဒါဟာမပြီးမြောက်သေးပါ နိုင်ငံရေးဥဆောင်အင်အားစုမှလက်နက်ကိုင်အင်အားစုဟာ ေါင်းဆက်ပါဝင်ပြီးပြည်ပြင်းနဲ့တပ်ပေါင်းစု နိုင်ငံရေးကိုပြန်လည်တည်ဆောက်ကြဖို့ဖြစ်ပါတယ်။အချိန်အတိုင်းတာတစ်ခုရောက်လာရင်တော့ဒါဟာပုံပေါ်လာမယ်လို့ယူဆပါတယ်။တမိုင်းမှာဒီလိုရွေးကောက်ပွဲကာလတွေမှာတပ်ပေါင်းစုနိုင်ငံရေးပုံစံကိုမတွေ့ရပါ။ရှိပြီးသားတပ်ပေါင်းစုနိုင်ငံရေးအသွင်တရံတောင်ပြတ်သွားတယ်လို့ပြောကြင်ပါတယ်။ပါလီမန်ခေတ်ဖားစာပါလာကိုကြည်ပါ။ 1988ကာလတဝိုက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကြည်ပါယခု2021မြန်မာနယ်ဦးဒေါ်လာရေးလှုပ်ရှားမှုကာလကို ကြည်ပါအတိတ်ကိုကြည်ရင်ဒေါ်လာရေးကာလတွေရောက်မှသာတပေါင်းစုနိုင်ငံရေးအသွင်တံပြန်ပေါ်လာတတ်ပြီးတော့ရွေးကောက်ပွဲကာလတွေမှာ ရှိပြီးသားတပေါင်းစုနိုင်ငံရေးအသွင်တွေ ပြက်ကုန်တာတွေ့ရပါတယ်ဖဆပါလာလေထုံနေ၎င်းပါပဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ထိုးနေ၎င်းပါပဲအခုမြို့သားညညရေးအစိုးရကရောဘလို့ဖြစ်လာမယ်ထင်ပါတယ်ဖာစာပါလာတမိုင်းကောက်ချောင်းကိုကြည်ရင်ဖက်စစ်စန့်ခြင်းရင်းနဲ့မြို့သားလွန်မြောက်မှုတိုက်ပွဲတွင်းမှာတပောင်းစုတံံကိုအမိအယဖော်နိုင်ပြီးတော့လွတ်လပ်ပြီးခေရွေးကောက်ပွဲကာလတွေမှာအချင်းချင်း꽌ပြဲကြတာတွေ့ရပါတယ်။တန်ရှင်းတီမြဲအ꽌ပြဲဟာအထင်ကရဖြစ်ပြီးတော့ စစ်ပီးကာလမရှိမနောက်မှာကွန်မြူနစ်ပါတီနဲ့ကွဲပြဲကြတာကို တွေ့နိုင်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လဲထိုနည်း၎င်းပါပဲ1988ဒေါ်လန်ရေးကာလတွင်မှာတပေါင်းစုပုံစံပေါ်လာပြီး1990ရွေးကောက်ပွဲ ကာလတဝိုက်မှာတော့ဥအောင်ကြီးတို့အစုဖွဲ့နဲ့အကွဲပြဲဖြစ်ပါတယ်2010ရွေးကောက်ပွဲမှာဥက္ကမောင်ဆွေဒေါက်တာတန်ငိမ့်တို့အစုဖွဲ့က NDF အနေနဲ့ပဲ့ထွက်သွားပြန်ပါတယ် 2015ရွေးကောက်ပွဲမှာလည်းတပ်ပေါင်းစုတရံကိုမမျှော်လင့်နိုင်ခဲ့ပါ2020ရွေးကောက်ပွဲ ကာလမှာလည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ဒေါက်တာစော်မြင့်မောင်ရဲ့ကျွန်တော်တို့ညွန်ပေါင်းမလို့ခြင်းမူဆိုတဲ့စကားကလူမျိုးစုနိုင်ငံရေးအင်အားစုပေါ်စိတ်ကွက်စရာဖြစ်ခဲ့ပါလေဒါကြောင့်2020ရွေးကောက်ပွဲမှာလည်းတပ်ပေါင်းစုနိုင်ငံရေးပုံစံပေါ်မလာခဲ့ပါ2021အာနာတင်လိုက်တော့မှာ မြန်မာနေဦးဒေါ်လာရေးအတွင်းမှာတပေါင်းစုနိုင်ငံရေးအတွင်းပြန်ပေါ်လာခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒေါ်လာရေးကာလတွေအတွင်းကြာမှတပေါင်းစုနိုင်ငံရေးပုံစံပေါ်လာတတ်ခြင်းဟာမြန်မာနိုင်ငံရေးဒလေလာလို့မေးခွန်းထုတ်เสียရရှိလာပါတယ်။တပေါင်းစုနိုင်ငံရေးတည်ဆောက်ပါ။တမိုင်းသင်ခန်းစာကိုညံ့ညက်ကြည်ရင် တပ်ပေါင်းစုနိုင်ငံကြီးပုံပြက်ခဲ့တဲ့အမားကိုထပ်ပြီးမားတော့မယ်မထင်ပါအစိုးကျတန်တရားကနေဖောက်ထွက်နိုင်မယ်ထင်ပါတယ်တမိုင်းကိုတိပေမဲ့သတိမမူမိရင်တော့တပ်ပေါင်းစုနိုင်ငံကြီးဟာအတော်တန်တိဆောက်အုံမြင့်ချရမယ်ကာလရောက်ရင်ပြက်ကောင်းပြတ်နိုင်ပါတယ်ဒါကိုသတိချဖို့လိုပါတယ်လက်ရှိတရှိနေစေတပ်ပေါင်းစုနိုင်ငံရေးတရံကိုပုံမှုကောင်းမွန်ကြစ်လက်ကျေပြန်းအောင်တိဆောက်ပြီးတော့ နိုင်ငံရေးမဟာဗျူဟာတန်းညိကြဖို့ဖြစ်ပါတယ်။အဖက်မှာလည်းနိုင်ငံရေးရခံဒီတရားမြင်မာကြဖို့ဖြစ်ပါတယ်။သို့မဟုတ်ရင်တော့မြို့သားညီညွတ်ရေးအစိုးရဟာလည်းနာဂတ်ကာလမှာတပေါင်းစု ပုံစံပြည့်ရင်းသွားနိုင်ကြောင်းလက်တို့တတိပေးလိုက်ရပါတယ်။အသည့်တတိခံဒီနဲ့အမျိုးသားရေးအခြေခံမူတွေကို ကောင်းကောင်းတည်ဆောက်နိုင်ကြပါစေ ခမညာ။